မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတပ်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့ကိုတင်ပတ်ရရှိခဲ့ပြီးတော့စင်ကူးတပိတ်ချင်းမိုးကုံမြို့နယ်၃ခုရဲ့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက် ဒုတိယဗိုလ်မှူးကြီးစိုးမင်းသူကိုနိုင်ငံတကာစစ်ဥပဒေနဲ့အညီဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ25ရက်နေ့မှာမန္တလေးတိုင်းတပိတ်ချင်းမြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တဲစစ်ဒေသ PDF တပ်ရင်းများနဲ့ပကဖများကအပြည့်အဝတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ19ရက်နေ့မှာ မျိုးကိုထိန်းချုပ်နိုင်ခဲ့တော့လဲမျိုးဦးတောင်ဇေဒီဘက်ကိုလက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များကစုတ်ခွာခန်းစစ်ဆင်ခဲ့တဲ့အတွက်ဩဂတ်လ25ရက်နေ့မှာတော့အဲ့ဒီတောင်ကုန်းအပါဝင်တမျိုးလုံးကိုအပြည့်အဝထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ။တပိတ်ချင်းမျိုးဒိတ်တိုက်ပွဲမှာစစ်တပ်ထံကနေပြီးတော့လက်နက်မျိုးစုံ63လက်မော်တာ9လက်ကြီမျိုးစုံ18669တောင်း RPG 7ဒုံးဒီ36လုံး RPG 7ပို့ကြီ32တောင်း60မမပြောင်းရှိမော်တာဘုံ32လုံး60မမပြောင်းတို့မော်တာဘုံဒီ17လုံးဂျမ်မာဆက်3လုံး စစ်မြေပြင်စက်တွယ်ရေးစက်တခုတင်စီရရှိခဲ့တယ်လို့သိရပါဗျာ။ဒါအပြင်စင်ကူတပိတ်ချင်းမိုးကုတ်မြို့နယ်၃ခုရဲ့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဖြစ်တဲ့ဒုတိယဘုံမူကြီးစိုးမင်းသူကိုဖမ်းဆီးနိုင်ခဲ့ကနိုင်ငံတကာစစ်ဥပဒေများနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့သိရပါဗျာ။တပိတ်ချင်းမြို့သိမ်းတိုက်ပွဲမှာပြည်ဦးလွင်ခရိုင်ကိုကဲရေးမှုရုံးရဲ့ကိုကဲမှုနဲ့ပြည်ဦးလွင်ခရိုင်အမှတ်တဲတရင်ပြည်ဦးလွင်ခရိုင်အမှတ်နဲ့တရင် အမှတ်900တရင်အမှတ်910တရင်အမှတ်912တရင်မန္တလေးခရိုင်အမှတ်9တရင် ်မန္တလေးတိုင်း drone တပ်ဖွဲ့တပိတ်ချင်းဘက်ကဖာအမှတ်၁ရွှေဘို drone ကမ်ဘလူခရိုင်ဘက်ကဖာတို့ကပူးပေါင်းပြီးတော့ဩဂတ်စ်လ18ရက်နေ့ကစတင်ကတပိတ်ချင်းမြို့တိုင်းတိုက်ပွဲကိုဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာဗိုလ်မှူးချုပ်စိုးကျော်ထိုက်ဦးစီးတဲ့အင်အား၄ရက်ခန့်ရှိတဲ့စစ်တပ်ရဲ့ကွင်း900တပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ရာလက်နက်ခဲယမ်းများနဲ့စစ်တုံးဗန်းများကိုပါဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပိတ်ချင်းမြို့နယ်ကွင်း900မှာအခြေပြုလှုပ်ရှားလျက်ရှိတဲ့စစ်ကောင်စီတပ်စခန်းကိုဩဂတ်လ25ရက်နေ့မှာအပိတ်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။ကွင်း900တပ်စခန်းမှာရှိတဲ့ဗိုလ်မှူးချုပ်စိုးကျော်ထိုက်ဦးစီးတဲ့စစ်ကောင်စီအင်အား၄ရက်ခန့်ကို ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကဩဂတ်စ9ရက်နေ့ကနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ရပ်ပေါင်း20ခန့်ကျောင်းအောင်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါဗျ။ကွင်း9ရာတပ်စခန်းကစစ်တပ်ရဲ့လက်နက်ခဲယမ်းအများအပြားကိုလည်းသိမ်းဆည်းရရှိခဲ့ပြီးတော့စစ်တုံးဘက်တချို့ကိုလည်းဖမ်းဆီးရမိထားတယ်လို့သိရပါဗျ။ကွင်း9ရာတပ်စခန်းတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့ပူပေါင်းတပ်ဖွဲ့များဘက်ကရဲဘော်များကြာဆုံးမှုရှိခဲ့တယ်လို့သိရပါဗျ။ယခုအခါမှာမိုးကုတ်နဲ့စင်ကူးလမ်းပိုင်းကြားမှာရှိတဲ့စစ်ကောင်စီရဲ့ဗျူဟာမြောက်တပ်စခန်းများအပါအဝင်စခန်းငယ်များအားလုံးကင်းစင်သွားပြီဖြစ်တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့စကန်တိုင်းခန်းဒီခရိုင်ဟ ோம் လင်းမြို့နယ်လောင်းမင်းရွာနယ်စက်ကရားရွာတိုက်ပွဲတို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးသေဆုံးပြီးလက်နက်ခဲယမ်းများကိုတင်းစီရရှိက PDF တပ်ဖွဲ့ဝင်3ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ21ရက်နေ့ကဟ ோம் လင်းမြို့နယ်ရွှေပြည်မြို့အထက်ပိုင်းမှာရှိတဲ့လောင်းမင်းရွာစိတ်ကန်းကိုချင်းရွှေမြေကျောင်းအတိုင်းဟ ோம் လင်းမြို့ကနေစုံစင်းလာတဲ့ခမရ309 SN နဲ့ပြူစောတီအင်အား100ကျော်ပါတဲ့ဖလက်ခွန်ဒဇီးနဲ့ စစ်သည်မောင်းနှစ်စီးနဲ့စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဩဂတ်လ24ရက်နေ့မှာလဲလောင်မင်းရွာမှာတဆွဲထားတဲ့ခမရ309 SNE တပ်မဟာ953891ပြူစောတိအင်အား100ကျော်နဲ့တီလောင်ရွာကသင်းမောင်းနဲ့ထပ်မံအင်အားဖြည့်ပြီးတော့ရောက်ရှိလာတဲ့ကသဲတပ်ဖွဲ့ဝင်အင်အား80ခန့်အား ခန်းဒီခရိုင်တက်ရင်နှစ်အထုလှောက်ရှားတက်ရင်နှစ်တက်ရင်ရှစ်မော်လိုက်ခရိုင်တက်ရင်သုံးတယ်တိုက်နယ်လေးပကပပူပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာလောင်မင်းရွာကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီရဲ့ခမရ309ကဗိုလ်ကြီးပြစ်ဖြိုးအောင်နဲ့ဗိုလ်ကြီးစိုးရံပိုင်တို့တီလောင်ရွာမှာအခြေပြုနေက ဦးစီးညွှန်ကြားခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲဖြစ်ရာနေရာကို MI2 နဲ့နှစ်ချိန်ဘုံအလုံးရိပ်30ခန့်ချဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားအလောင်း10လောင်းရရှိခဲ့ပြီးတော့စတဦးထိခိုက်ဒဏ်ရာရရှိက SNA 5ဦးဖမ်းဆီးရမိကလက်နက်10လက်နဲ့ကြီမျိုးစုံ1184တောင် ဘုံသီး6လုံးနဲ့ GA 22ခုကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ထိမှန်တေဆုံးခဲ့ပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပြည်သူကာကွယ်ရဲဘော်2ဦးလည်းမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲဩဂတ်လ22ရက်နေ့မှာလည်းဟ ோம் လင်းမြို့နယ်စက်ကရယူဟာကိုအကြမ်းဖက်စစ်သား SNA နဲ့ကတဲတပ်ဖွဲ့ဝင်ပူးပေါင်းအင်အား90ခန့်နဲ့ထိုးစစ်ဆင်လာတဲ့အတွာခန်းဒီခရတရင်1တရင်3အထူးလှုပ်ရှားတရင်7နဲ့တရင်6ပူးပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီ တပ်သား9ဦးတိတ်ဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာပြည်သူကာကွယ်ရဲဘော်တအူကြည်လန်ထိမှန်ဒဏ်ရာရရှိခဲ့ကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ခေါင်းဖြတ်တပ်ဖြတ်ခြင်းကိုခံလိုက်ရတယ်လို့အမတ်တစ်စစ်ဒေသကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာတပ်စခန်းမှာစစ်မှုထမ်းတင်တန်းစဉ်တပ်သားတိတ်ကစစ်ကောင်စီဘက်က ဒူးတက်ချက်ကိုပြစ်တက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ24ရက်နေ့မှာဖေကုံခမရ336တက်ကိုတွားရောက်ပြီးတော့တာဝန်ထမ်းဆောင်ရမယ်တက်သားတစ်ကစောင်းပြောင်းချေးရွာတက်စခန်းကိုရောက်ရှိလာတဲ့အချိန်မှာအဲ့ဒီစခန်းကဒူးတက်ချက်နဲ့ကင်းဆောင်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စကားများကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်မှုထမ်းတင်တန်းစင်တက်သားတစ်ကတနက်နဲ့ဒူးတက်ချက်ကိုပြစ်တက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြစ်တက်လိုက်တဲ့တက်သားတစ်ဟာလည်းအဖမ်းခံထားရတယ်လို့သိရပါတယ်။စောင်းပြောင်းချေးရွာတက်စခန်းမှာပြစ်တက်မှုဖြစ်တာ ဖြစ်တာကတော့ကင်းဆောင်ခိုင်းရကနေစကားများကြပြီးတော့စစ်မှုထမ်းတင်တန်းစင်တက်သားတဲ့ကဒုတက်ချက်ကိုပြစ်တက်လိုက်တာစစ်မှုထမ်းတင်တန်းစင်တက်သားတဲ့ကိုဖဲကုံခမရ336ကိုသွားခိုင်းတာမသွားခင်မှာစောင်းပြောင်းမှာခဏဝင်တာတက်သားတဲ့ကစောင်းပြောင်းကနေတဆင့်ဖဲကုံခမရ336ကိုသွားရမှာလို့တက်တရင်အေးမြစ်ကရှင်းပြထားပါတယ်လက်ရှိမှာစစ်မှုထမ်းတင်တန်းစင်အပတ်စဉ်1တင်တန်းစင်တက်သားတဲ့များအားလုံးကိုရှေ့တန်းစစ်မျက်နှာပြင်ကိုဆေလွတ်နေတဲ့အတွက်တက်သားတဲ့အများစုဟာမသွားလို့ကြပဲနဲ့ထွက်ပြေးမှုများများပြားနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကျိုးပင်ကောင်းမြို့နယ်မှာအချမ်းပတ်စစ်တပ်အတွက်တပ်သားတပ်တွေအတင်းအဓမ္မစူးစောင်းပေးနေတဲ့ချောင်းကွာရွာအုပ်ချုပ်ရေးမှူးရန်အောင်စိုးကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ25ရက်နေ့မှာ ိုးပင်ကောင်းမျိုးနဲ့ချောင်းဝရွာအုတ်ချုပ်ရေးမူရန်အောင်စိုးဟာကျေးရွာတအုပ်စုကိုငွေကျပ်300ရာကောက်ခံပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ဖက်စစ်အာဏာရှင်စနစ်တပ်ဆိုးရှင်ရန်လှုပ်ဆောင်နေခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာတိုက်ဆုံသွားတယ်လို့သိရပါတယ်။တိုက်ဆုံသွားတဲ့အုတ်ချုပ်ရေးမူရန်အောင်စိုးဟာအကြမ်းဖက်စစ်တပ်အတွက်တပ်သားတစ်အတရားဓမ္မစုဆောင်းခြင်း ချင်းချောင်းဝင်ညက်တောင်းခံခြင်းများကိုဒေသခံပြည်သူများအပေါ်အကြိမ်ကြိမ်နိုင်ထက်စီးနေပြုလုပ်နေခြင်းကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအုပ်ချုပ်ရေးမှူးဌာနကနေပြီးတော့ဖုန်းကလုံးနဲ့လေးကွာတို့ကိုတင်စီရရှိခဲ့ပြီးတော့၎င်းတိုက်ခိုက်မှုကို BTZM GBK PDF ပဲခိုးရုံမှအခြေပြုတပ်ခွဲနဲ့တရင်383တက်တက်ခွဲ3နတ်စစ်တီတက်ခွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတိုင်းပြည်မငြိမ်မသက်မှုနဲ့ပုံကံမှုများဖြစ်ပေါ်နေရခြင်းဟာမဲမတမာမှုကြောင့်ဖြစ်ပြီးတော့တိုင်းပြည်ကိုငကုံမူလအခြေအနေအတိုင်းပြန်လည်ရောက်ရှိအောင်လှုပ်ဆောင်မယ်လို့ပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂတ်လ25ရက်နေ့ကမန္တလေးမြို့မြို့တော်ခမ်းမမှာကျင်းပခဲ့တဲ့တိုင်းအစိုးရအဖွဲ့နဲ့တွေ့ဆုံပွဲမှာအကြမ်းဖက်စစ်ခေါင်းဆောင်ကအခုလိုပြောကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခေါင်းဆောင်က တိုက်ပွဲများနေရာအနှံ့ဖြစ်ပွားနေတဲ့အတွက်တိုင်းပြည်မငြိမ်မသက်ဖြစ်နေရခြင်းဟာ၎င်းတို့နဲ့တက်ဆိုင်ခြင်းမရှိဘဲမဲမတမာမှုကြောင့်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။လုံခြုံရေးထိခိုက်မှုဖြစ်စဉ်များဟာနိုင်ငံရေးကိုအခြေခံပြီးတော့ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီးမဲမတမာမှုကြောင့်အရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကိုနိုင်ငံရေးနီးလမ်းအရဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်တဲ့နီးလိုက်နဲ့ဖြင်းရှင်းရန်လုံဆောင်လာခြင်းများကြောင့်ဖြစ်တယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်စစ်ရှုံးကနေရအနှံ့မှာတပ်သားလိုအပ်ချက်များနေတဲ့အတွာပြည်သူစစ်စုဆောင်ခြင်းပြည်သူစစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မတပ်သားတဲ့များကိုခေါ်ယူခြင်းတို့ကိုပြုလုပ်နေရတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဒေသအလိုက်လူတဦးတယောက်ချင်းစီကနေပြီးတော့လုံခြုံရေးအသိစိတ်ဓာတ်နဲ့ဆောင်ရွက်ကြရမယ်လို့ပြောဆိုခဲ့ပါတယ်ဒါ့အပြင်မင်းအောင်လှိုင်က ပြည်သူလုံခြုံရေးဆိုပြီးတော့ခေါင်းစဉ်တက်ကတိုင်းပြည်မှာရှိတဲ့ပြည်သူများအလုံးကိုရက်ကွက်အလိုက်လမ်းအလိုက်ကြေးရွာအလိုက်လုံခြုံရေးအသိရှိအောင်မှာဖြစ်ပြီးတော့လုံခြုံရေးစနစ်များကိုတည်ဆောက်ပြီးတော့ဆောင်ရွက်ရမယ်လို့လည်းပြောဆိုခဲ့ပါတယ်အတင်းအဓမ္မအာနာသိမ့်ယူထားခြင်းကြောင့်ငင်းငန်းစွာဆန္ဒပြခဲ့တဲ့ပြည်သူရာနဲ့ချီကိုစစ်ကောင်စီတပ်ကလက်နက်နဲ့ပစ်ခတ်တပ်ဖြတ်မှုများပြုလုပ်ခဲ့တော့လေယခုဖြစ်ပေါ်နေတဲ့လက်နက်ကိုင်းလမ်းစဉ်ဟာအကြမ်းဖက်တဲ့နီးလမ်းနဲ့လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့စစ်ကောင်ဆောင်ကပြောဆိုခဲ့ပါတယ်။ဒါအပြင် ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့အယက်သားအစိုးရလက်ထဲကနေပြီးတော့အာဏာသိမ်းလူယူခဲ့တဲ့စစ်ကောင်းဆောင်ကတတ်မတော်အနေနဲ့ပြည်သူများလိုလားတဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်မာစွာရှောက်လန်းနိုင်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်းပြောဆိုခဲ့ပါဗျ။မင်းအောင်လိုင်ကပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုပြဋ္ဌာန်းပြီးတော့အသက်16နှစ်ကနေ35နှစ်အတွင်းရှိတဲ့သူများကိုစစ်မှုထမ်းရန်အတင်းအဓမ္မခေါ်ယူပြီးတဲ့နောက်ယခုခါမှာလည်းတိုင်းပြည်လုံခြုံရေးအတွက် ြည်သူတိုင်းတာဝန်ရှိတယ်ဆိုပြီးတော့ပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်မှုအဖွဲ့ကိုထမှန်ဖွဲ့စည်းကအသက်35နှစ်ကနေ65နှစ်ကြားရှိတဲ့သူတွေကိုလက်နက်များတပ်ဆင်ပေးပြီးတော့စစ်မှုထမ်းရန်လှုံ့ဆော်လာတယ်လို့သိရပါတယ်။အဲ့ဒီကိစ္စရက်နဲ့ပတ်သက်ပြီးတော့လည်းစစ်ကောင်းဆောင်ကပြည်သူတွေပါဝင်တဲ့ပြည်သူလုံခြုံရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရမယ်လို့လည်းထည့်သွင်းပြောဆိုခဲ့ပါတယ်။လက်ရှိမှာမြို့ကြီးအချို့ကလွဲပြီးတော့နိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားကနေပြည်တော်များဆုံးရှုံးပြီးတော့တပ်ဖွဲ့စည်းပုံတွေပြက်စီးနေတဲ့စစ်ကောင်စီတပ်ဟာ ပြည်သူများကိုတတ်သားတဲ့စူဆောင်းခြင်းနဲ့အတင်းအကျပ်စစ်မှုထမ်းခိုင်းခြင်းများပြုလုပ်နေရတဲ့အတိုင်းမင်းအောင်လှိုင်ကနိုင်ငံကိုမူလအခြေအနေအတိုင်းပြန်လည်ကောင်းမွန်အောင်လှုပ်ဆောင်မယ်လို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းစာလင်းကြီးမြို့မှာရဲစခန်းကရဲတပ်သားတအုပ်ဟာလက်နက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာခဲ့တဲ့အတွက်ကြောင့်ဂုံပြူစုငွေ7350ချင်းပြင်ပေးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ25ရက်နေ့ညနေ4နာရီအချိန်ကမှစာလင်းကြီးမြို့မှာရဲစခန်းကရဲတပ်သားဝင်းကိုဟာလက်နက်တလက်ယူဆောင်လာပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ရင်းမာပင် KI တပ်ရဲ28ထံမှအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ရဲတပ်သားတအုပ်ဟာမနေ့ကညပိုင်းကမှပြည်သူတွေစီကိုအလင်းဝင်ရောက်ခြင်းနဲ့ဆိုလို့ကမ်းလှမ်းလာလို့ကျွန်တော်တို့ဘက်ကတွားရောက်ကြိုဆိုခဲ့တာပါ။သူနဲ့ တူပါလာတာကဂျီသရီတနက်တက်လိုက်ရဲ့ဂျီ15တောင်ပါလာခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါမတရားတဲ့ဘက်ကနေတရားတဲ့ဘက်ကိုကူးပြောင်းအလင်းဝင်လာလို့ဝမ်းသာဂုံယူမိပါတယ်အထူးစုကြီးအနေနဲ့ကျွန်တော်တို့တက်ရဲအနေနဲ့ကအလင်းဝင်လာတဲ့သူကို350ဂုံပြူစုချင်းမြင့်ပေးလိုက်ပါတယ်လို့တက်ရဲ28ဒါမဆိုင်တက်ကတာဝန်ရှိသူစွမ်းသူမောင်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။